မြန်မာနိုင်ငံအငြိမ်းစားတံမတ်ကြီးဦးချိုထွန်းကိုလှုပ်ကြံတက်ဖြတ်ခဲ့တဲ့တွင်နဲ့ပူပေါင်းပါဝင်သူတွေကိုဖမ်းဆီးရမိခဲ့တယ်လို့နှစ်ဆက်ကက2025ခုနှစ်ဇွန်လ9ရက်မှာသတင်းထုတ်ပြန်ခဲ့ပါတယ်။ 2025ခုနှစ်မေလ22ရက်ကရန်ကုန်တိုင်းဒေသကြီးမယန်းကုန်းမြို့နယ်ငါရောက်ွက်ရွှေနှင်းစီလန်းနဲ့ဝိဆာလန်းတောင်နေအငိမ့်စားတန်အမတ်ကြီးဥချိုထွန်းအောင်ဟာနေရှိမှာမြစ်ဖြစ်သူနဲ့အတူလမ်းလျှောက်နေစဉ်အမျိုးသားနှစ်ဦးကတနက်နေ့ပြစ်ခတ်လုံကြံတက်ဖြတ်ခံခဲ့ရတာပါအဲဒီနောက်လုံကြံတက်ဖြတ်ရမှာအုံပြုခဲ့တဲ့စပိန်ကိုစန်းထောင်ကောပကိုးသားကတုံးပိန်းရင်နဲ့တည်ဆောင်သွားစဉ်မေလ23ရက်မှာမြောက်ကလာပါမြို့နယ်မှာစပိန်နဲ့အတူဖမ်းဆီးရမိခဲ့တာပါအဲဒီလိုပဲထောက်ပို့အဖြစ်ဆောင်ရွက်ခဲ့တဲ့ဝင်းတူခေါ်ကလာလေးကိုလည်းမြောက်ကလာပါမြို့နယ်မှာဖမ်းဆီးရမိခဲ့တဲ့ ်လို့ထုတ်ပြန်ခဲ့ပါတယ်။ဖန်စီရမေသူတွေရဲ့ထွက်ဆိုချက်အရဥချိုထွန်းအောင်ကိုမြို့ကူကိုခေါ်ဇင်မင်းထက်ခေါ်လင်းလက်စော်နဲ့ချစ်ကူကိုခေါ်ကြော်ကြီးတို့ကလှုပ်ကြံတက်ပြတ်ခဲ့တာဖြစ်ကြောင်းတရက်ခန့်မြို့ကူကိုနဲ့စနီးပြုံပြုံတမိဖြစ်သူလင်းလက်ရွှေတို့ကိုမေလ25ရက်မှာညောင်ဦးမြို့နယ်ပကံမြို့ဟောင်းမှာဖန်စီရမေခဲ့တယ်လို့လိုက်ပါပို့ဆောင်ပေးခဲ့သူအောင်ဆန်းဟိန်းနဲ့ချိတ်ဆက်ပေးသူညီညီလိုင်းတို့ကိုလည်းမွန်ပြည်နယ်မှုတော်မြို့မှာဖန်စီရမေခဲ့တယ်လို့နတ်ဆက်ကကထုတ်ပြန်ခဲ့ပါတယ်။အလားတူဖန်စီဖို့ကြံနေတဲ့တရက်ခန့်ချစ်ကူကိုခေါ်ကြော်ကြီးရဲ့စနီးမြင့်မြင့်ထွေးအောင်ကူကို ုချစ်ဇင်းမောင်မောင်ခေါ်အာနိုးတို့နဲ့ထပြေးတင်းဆောင်ဖို့ကူညီပေးသူဖြိုးဝင်အောင်ခေါ်အရှိကြီးတို့ကိုမေလ26ရက်ဘကိုးမြို့အဝင်းစစ်စေးရိတ်ကိတ်မှာဖမ်းဆီးရမိခဲ့ကြောင်းသိရပါတယ်။အဲဒီနောက်စကောက်ကြည့်ရှုပေးသူမင်းစီသူခေါ်အငယ်လေးကျော်စင်တန့်ခေါ်လွင်ကြီးခေါ်ကျော်စင်ဟန်လေးအောင်တို့ကိုမေလ29ရက်မှာကြီးမြင့်နိုင်မြို့နယ်မှာဖမ်းဆီးရမိခဲ့ကြောင်းလည်းလက်ဆက်ကရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါ့အပြင်ဦးချိုထွန်းအောင်ကိုလုတ်ကြံတက်ဖြတ်စဉ်တနက်ကြီးပေါက်ထွက်ပြီးဘယ်ဘက်ခြေတော့တရားရရှိခဲ့တဲ့မြို့ကိုကိုခေါ်ဆိုင်းကိုကိုခေါ်စင်မင်းထက်ခေါ်လင်းလက်စော်ကိုစေက ကူတာပေးခဲ့တဲ့တာကိရမြို့နယ်မှာလင်းအထုကုစေယုံပိုက်ရှင်ဒေါက်တာရဲလင်းစိုးနဲ့ DCS ဆရာဝန်စောကူကိုတို့ကိုမေလ26ရက်မှာဖမ်းဆီးခဲ့တယ်လို့နှက်ဆက်ကကထုတ်ပြန်ခဲ့ပါတယ်။ဒါကြောင့်ဥကြုံထွန်းအောင်လုံးကြံတက်ဖြတ်ခံရမှုဖြစ်စဉ်အတွင်ပါဝင်ပတ်သက်သူ63ဦး၊မ3ဦး၊စုစုပေါင်း16ဦးကိုဖမ်းဆီးခဲ့တယ်လို့နှက်ဆက်ကကထုတ်ပြန်ခဲ့တာပါ။အဆိုပါဖမ်းဆီးခံရသူတွေဟာ2023ခုနှစ်မတ်လမှာချင်းမိုင်မြို့မှာဖွဲ့စည်းခဲ့တဲ့ Golden Valley Warrior အဖွဲ့ခေါင်းဆောင်ကိုထက်ရဲ့စေခိုင်းမှုကြောင့်လုံဆောင်ခဲ့ကြတာဖြစ်ကြောင်းလည်းသိရပါဗျ။